ပေးတာနဲ့ရတာမှာကိုကအပီရင်ဆုံးအတက်ငိုင်ဆုံးပေါ့နော်သယုံဆောင်နိုင်အောင်တော့ကြိုးစားပါတယ်။ဘုံကဒီတရားလုံးမှာအချောဆုံးအလှဆုံးတော့ဥစ္စာဆောင်မျိုးစုံမျိုးအရောင်လာတာဖြစ်ချင်းဖြစ်နိုင်တယ်။အဲညောင်မီးအောက်မှာရရတာပြီးတော့ကိုပြောတဲ့ dialogue တရားလဲဒီဝိညာဉ်တွေကိုခေါ်ရတဲ့ဟာဆိုတော့လေအဲ့ dialogue ကြီးကိုဖတ်ပြရချက်မှာစက်သိန်းတောင်ထားတယ်။ မျက်နှာလာတော့လေမျက်လုံးချင်အောင်ကော်ဖီတောက်မယ်ဆိုပြီးသူကရေတန့်ဘူးထဲမှာသူတို့ရကော်ဖီဖြော်ကြတာ哦ဆိုတော့အဲ့အဲ့ဒီဟာကိုယူပြီးတောက်လိုက်တာကော်ဖီမဟုတ်ပဲဒီဇယ်ရေဖြစ်ပေါ့မဲ့တော့ဥစရိယာနေပါတော့ဘောနော်သူကအဲလူတွေကိုချိန်လိုက်၆လိုက်ဖိန်ဖိန်ဖိန်ပြီးတော့လှုပ်ရှားနေတဲ့ဖွားကြီးပေါ့ခဲကလေးကရိုးရိုးပါတော့ဘောအပမီနေတာ တယောက်ယောက်ကပညာနဲ့ကိုလှုပ်ထားတာခွဲပါအဲ့ character ကတော့အမကလည်းပြောအဖမမတယုံမဆောင်ဘူးတိတ်ပေါ့နော်ဒါပထမအဦးဆုံးတယုံဆောင်ခဲ့တာပေါ့အဲ့ခါကျတော့ဒီကားမရိုက်ခင်မှာဟိုဒီ format တော့ရဲ့စိတ်ကိုလေးဖြစ်အောင်ဟိုမျက်လုံးတွေရောစိတ်ကိုအဲ့လိုမျိုးဖြစ်အောင်ဆိုပြီးတော့ကိုယ့်ကိုယ်ကိုတော့အော်ကြိုတင်ပြီးတော့ စ조사ပြီးတော့မှဒီ group ကိုဝင်အောင်တော့အဲကြိုတင်လေးပြင်ဆင်ခဲ့ရတာပေါ့နော်။ဘာလို့လဲဆိုတော့ဒီ format တုံးရဲ့အပြင် format တုံးရဲ့ character ကအပြင်နဲ့တခြားစီပဲလေ။ဆိုတော့နည်းနည်းလေးအဲ့လိုပေါ့လူများကိုချိန်လိုက်ချောက်လိုက်နဲ့အဲနည်းနည်းစိတ်စိတ်မကောင်းတဲ့အခွားကြီးပေါ့စိတ်သက်သက်မကောင်းတဲ့အခွားကြီး။အဲပြောပါရဲ။အော်ပရိသတ်ဆိုတာကတော့ယတမျိုးစုံကိုကြည့်ချင်ကြတာလေ။ဆိုတော့ကို့ကိုပေးတာတဲ့ယတမှာကိုကအပြင်ဆုံး တတ်နိုင်ဆုံးပေါ့နော်သရုပ်ဆောင်နိုင်အောင်တော့စူးစမ်းပါတယ်။ Lucky Times မြန်မာစိတ်နိုင်ကြီးရဲ့ပေကံရှင်ချမ်းမန်ဦးကျော်ရဲ့ဒီနေ့မှကြားရောက်သည့်မွေးနေ့ရက်မြင့်မင်္ဂလာဟာဆိုရင်ဒီဇာမုံလားပြည့်နေ့အခါတမယကြီးနဲ့တူတိတ်တိတ်ဆိုင်ဆိုင်ကြားရောက်လာတဲ့အတွက်ဖြော်ပြမှုအစီအစဉ်ကြီးတွေနဲ့ထူးခြားခမ်းနားစွာပြုလုပ်ကျင်းပတော့မှာဖြစ်ပါတယ်။အော်တိုဝါလာ31ရက်နေ့ကနေနိုဝင်ဘာလ4ရက်နေ့ထိ84လမ်းနဲ့32လမ်းထားချမ်းဤတာဆန်မြို့နယ်မှာရှိတဲ့ Lucky Times မန္တလေးရှိုးရုံးကြီးမှာမနေ့9နိုင်မှညနေ6နိုင်ထိပြုလုပ်ကျင်းပတော့မှာပါ iPhone 7 Mountain Promise လိမ္မော်ရပါဝင်အေတုံးမျက်စိပစ္စည်းများစွာကိုလည်းကျေးဇူးတုံ့ပြန်ကာရဝပြုလက်ဆောင်ပေးမယ်ပြင်ဥကြောင်ရင်မှတ်ထဲက Shop ပြီးစေးပြင်လက်ကန်းစိတ်ထက်သက်တာတဲ့စက်ယုံထိုက်ရိုက်စေဂျာတက်ပန်အလဲ0%နဲ့နောက်ဆုံးဝယ်ယူခွင့်နဲ့တူ20ရာခိုင်နှုန်းထိအမြင့်ဆုံးထပ်ဆောင်ရရှိမဲ့အစီအစဉ်တွေလည်းရှိပါသေးတယ်ရန်ကုန်မန္တလေးရှိုးရုံးနဲ့ Live Stage ကြီးမှာပါထပ်တူခန်းစားခွင့်များပေးထားကြောင်းတင်ပြပါရင်းနဲ့ Chairman ဥကြောင် MD မမေစင်တို့မှဒီဇိုင်းအစ်စ်များကိုသာအထူးအတန်ဆုံးစီးနဲ့ Live Stage ကြီးများပြုလုပ်ရောင်းချပေးသော ွားမယ်ဆိုတဲ့အကြောင်းလဲမင်္ဂလာသတင်းကောင်းလေးပါလိုက်ပါတယ်အများရဲလူတစ်ဖက်သားကိုလည်းသူကသူ့သဖြင့်ပေါ့လင်းကုန်ကိုသူကအများရဲမနာလို့ဖြစ်နေခွားကြီးပေါ့နော်သူအဲ့မနာမနာလို့ရဲစိတ်တွေလောဘစိတ်တွေအဲ့စိတ်တွေကိုထည့်ရတဲ့အခါမှာနည်းနည်းတော့ပြန်မှန်းပါတယ်ပြန်မှန်းလဲဆိုတော့လေနောက်ဆုံးအခန်းရိုက်တဲ့ဟာပေါ့နော်စက်သိန်းရိုက်တဲ့ဟာလေအဲ့ဒါလေးဆိုရင် ်တနေ့လုံးလဲရှူတင်မှာရိုက်နေတယ်အဲ့ဒီညပါစက်တိုက်ရိုက်ရတယ်နောက်တစ်ရက်မနေ့6နာရီမှပြီးတယ်အဲ့ခန်းဆိုလေတညာလုံးအဲ့တော်ကြီးထဲမှာတောဆက်ထဲမှာအဲညောင်မီးအောက်မှာရိုက်ရတာပြီးတော့ကိုပြောတဲ့ dialogue တရားလဲဒီဝိညာဉ်တွေကိုခေါ်ရတဲ့ဟာဆိုတော့လေအဲ့ dialogue ကြီးကိုဖတ်ပြီးရချိန်မှာစက်သိန်းတောင်ထားတယ်ဟာကြောက်စရာကြီးပေါ့နော်အဲဒါပေမဲ့အဲချောချောငွေ့ငွေ့နဲ့ပြီးတော့ပါတယ်အမတရားကတော့လေအဲ့ဒီ အမဇက်သိမ်းရိုက်နေတဲ့အချိန်ပေါ့အဲ့ဒီအချိန်မှာကလေးတွေကဆက်ဖွဲ့ရကင်မရာမန်လေးကိုတီးဟာလို့ဆိုလို့ရှိရင်သူတို့တွေကရှေ့ပိုင်းရမှာလဲနိုင်စင်းနေရရတယ်ဇက်တိုက်ဇက်တိုက်ပြင်ပန်းလာတဲ့ခါကျတော့အိမ်လေးညာကသူကကော်ဖီကော်ဖီတောက်ချက်လဲဆိုပြီးတော့အရန်ညစ်နေလာတော့လေညလုံးချင်းအောင်ကော်ဖီတောက်မယ်ဆိုပြီးသူကရေတန့်ဘူးထဲမှာသူတို့ရကော်ဖီဖြော်ကြတာ哦ဆိုတော့အဲ့အဲ့ဒီဟာကိုယူပြီးတောက်လိုက်တာကော်ဖီမဟုတ်ပဲဒီဇယ်ဖြစ်ဒီဇယ်ကသူတောက်မိသွားတယ်အိမ်လေးကအိမ်လေးညာဟာတခါတည်းချက်ချင်းကြီးတိလား အာဒီစဲရောမြေပြပြန်အောင်လို့လုပ်ရတယ်အဲအဲ့ဒါလေးကတော့အမှတ်တရအောင်ဘာမှတော့မဖြစ်ပါဘူးဒါပေမဲ့သူနေလို့တော့ပဲကောင်းမလဲဒီစဲကဘိုက်ထဲဝင်သွားတော့လေအဲဒါပေမဲ့လက်ထိုးပြီးတော့ပြန်အမ်းဆိုတော့ဟိုတနာပါတယ်အဲအေးအားလုံးသူ့ကိုစိတ်ပူသွားကြတာပေါ့ဒီကကလေစလဲစုံရိုက်တဲ့ခါမှာအလုံးတော့ချောချောမောမောလေးနဲ့တော့ပြီးသွားတယ်အဲဘာလို့လဲဆိုပြစ်ဆိုလို့ရှိရင်လည်းအဲ့မှာဝိညာဉ်ခေါ်တဲ့ခံနေပါတယ်လေမဆိုလည်းအဲ့ဒါကြီးပါတယ်ပါတဲ့ခါကျတော့အဲဇန်ညို့ကိုဖတ်တဲ့အချိန်မှာလေဟိုကိုလဲကြောက်တယ် ဒါမဲ့တကယ်တမ်းရိုက်မယ်ဆိုတဲ့ခါကျတော့လေဒီတကယ်ရွာပြင်ကညောင်မီဟဲ့ရေခံပင်းကညောင်မီအောက်မှာရိုက်ရတာရိုက်တဲ့ချိန်ကလည်းည12နာရီကျော်မှရိုက်ရတာလေအဲ့လိုမျိုးဆိုတော့အာကြက်ဆိုလို့ရှိရင်လည်းအစိမ့်နေကအစိမ့်နေအဲ့လိုမျိုးနဲ့လှုပ်ထားရတာဆိုတော့ဒါပေမဲ့လို့ကိုကဒီနေရာမှာရိုက်မယ်ဆိုကြတဲ့အဒီမှာရှိခဲ့သူတွေပေါ့နော်မြင်အံ့မမြန်အားလုံးကိုမြစ်တာပို့ပေးတယ်အာကျမတို့ကဒီမှာခဏလာအလုပ်လုပ်တာဖြစ်တဲ့အတွက်ပေါ့နော်ဟုတ်ဟုတ် မာရင်းနေရှိရင်လည်းခွင့်လွတ်ပေးပါပေါ့နော်အဲအဲ့လိုတော့တို့အရင်ဦးဆုံးအိမ်မှာရှိတဲ့လူတွေမြင်အပ်မမြင်အပ်30ပုံသားတွေကိုကိုကအရင်ဆုံးအဲပြုလိုက်ကိုပြုခဲ့တဲ့ကုသိုလ်တွေကိုတို့အမျှပေးဝေတယ်ပြီးရင်တို့ကိုလည်းကိုရီရိုက်တဲ့ခါမှာလည်းပြန်ပြီးစောက်ရှောက်ပေးဖို့ပေါ့နော်အဲအဲ့ဒါလေးတော့မရိုက်ခင်မှာလုတ်လုတ်ဖြစ်ခဲ့ပါတယ်မနေ့ကမှအမကဒီကားလေးကိုကြည့်ရတာပေါ့နော်ပထမအဦးဆုံးကြည့်ရတာဆိုတော့ဒီကားကိုတကားလုံးအစလေဆုံးဟိုဟာကွက် ြင်းရတယ်ဆိုတာလုံးဝမရှိဘူးပြီးသွားတဲ့အချိန်ပဲပေါ့အားလုံးအရှိပိုင်းမှာလူတွေကိုတိုက်ထိတ်ရင်ပိုးနဲ့ဟာကနေဟင်ကနေလှုပ်ပြရခါမှနောက်ဆုံးဇက်သိန်းလေးဆိုရင်တကယ်ကိုဟိုရင်းနဲ့နှလုံးသားတွေထိအောင်ဟိုဇက်ညုံးကလည်းတော်တော်ကောင်းပါတယ်ပြီးတော့အမဒီဇက်ကားကြီးမှာအမတို့တရုပ်ဆောင်လေးတရုပ်ဆောင်ချက်ကိုပြပြပြင်းဖြစ်အောင် အနောက်ကနေဟိုဝိုင်းပြီးတော့ပန့်မိုးကြတဲ့ကင်မရာမန်တွေဆက်ဖွဲ့တွေဒီတင်းအဖွဲ့ကြီးတစ်ခုလုံးပေါ့နော်အနောက်ကနေဒီရုပ်လုံးပေါ်လာဖို့အတွက်ဝိုင်းဝန်းလုပ်ပေးကြတဲ့တင်းအဖွဲ့ကြီးတစ်ခုလုံးအမကျေးဇူးတင်ပါတယ်ဒါသူတို့တွေရဲ့ဟိုလှုပ်ဆောင်ချက်ကောင်းလို့အမတို့ရဲ့တရုပ်ဆောင်မှုကိုလည်းပြင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 ်းနဲ့ကောင်းကောင်းမွန်မွန်လေးတွေ့ရတာပေါ့နော်အဲ့လိုတော့မရှိပါဘူးအဲ့တော့အကြောင်းပြပါ အနေနဲ့တော့ကြောက်တာပေါ့ဟိုဟာလေးအဲ့ဒီဟာဖြစ်ဖို့အတွက်ကို sorry တဲ့ကြိုးပြီးတော့စိတ်ကပုတ်ထားရတာသိလားဟာဟာတခုခုဆိုရင်လေမနာလိုတဲ့စိတ်ကိုမွေးရတယ်အဲ့လိုမွေးမှလည်းဒီ format တော်ရဲ့ character ကမိမာဘူးဆိုတော့အဲ့ဒါတော့ တော်တော်တော့ဟိုမနာလို့ဖြစ်နေရတာသူများကိုလေအဲ့လိုဖြစ်နေရတော်တော်တော့ပင်ပန်းပါတယ်အမတို့ကတော့ဒီကားမှာပြောရလို့ရှိရင်တော့အခန်းကဏ္ဍလေးတစ်ခုကနေပြီးတော့ပါဝင်ပံ့ပိုးပေးခဲ့ရတာပေါ့နော်ဒါပေမဲ့လည်းကို့အခန်းနည်းသည့်ဖြစ်စဉ်များသည့်ဖြစ်စဉ်ကို့ပါတဲ့ခန်းလေးကိုကို့ဂျင်းက်ပါတယ်အဲကျင်းနဲ့လို့လေဒီ character လေးကိုသဘောကျလို့လေဒီကားကိုရိုက်ကူးဖို့လို့လက်ခံဖြစ်ခဲ့တာပါ။အော်ဒီကားကိုအတူတူပါဝင်ထားကြတဲ့သူတွေအားလုံးပေါ့နော်။သူတယောက်ချင်းစီတိုင်းက ဟိုနည်းနည်းလေးမှမလျှော့ဘဲနဲ့အားလုံးကအသုံးခေါ်ဆိုင်စူးစမ်းထားကြတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကောင်မှပေါင်းတဲ့ပါဝင်ချတဲ့ညီကောင်မောင်နှမအားလုံးကိုတော့ဟိုမှတ်တိုင်လေးတစ်ခုစီတော့ရစေချင်ပါတယ်။ကိကတော့ပြောစရာမလိုဘူးလေ။သူကတော့တကယ်ဟို အဲဝါရီတယုတ်ဆောင်တယောက်ဖြစ်နေပါပြီဆိုတဲ့ခါကျတော့ဒီကားမှာလည်း तू ကမတူတဲ့ character တွေချင်းချင်းသွားရတဲ့ဟာလေးတွေပါတယ်ဆိုတော့လေ तू အများကြီးစ조사ထားပါတယ်ဒီကားလေးကိုဟိုလာရောက်ကြည့်ရှုကြည့်ရှုပေးဖို့အတွက်လည်းဖိတ်ခေါ်ပြရစီဒီကားလေးကအဲအခု ရိုက်ကူးနေကြဇကားနဲ့မတူရဲပေါ့နော်ဒီဝိညာဉ်အနေနဲ့ပတ်သက်တဲ့ကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြိသက်တွေအတွက်လည်းအမြင်တစ်မျိုးလေးစမ်းပြီးရတာတစ်မျိုးပေးလိုက်မယ်လို့မျိုးကတော့ပြောလင့်ပါတယ်အဲ့တော့အချိန်ရမယ်ဆိုလို့ရှိရင်လာရောက်ကြည့်ရှုအားပေးပြီးဝေဖန်အကြံပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်